မြန်မာနောဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရက်လောကနဲ့ဂမ ्या ဇလားကောင်းလေးတို့ကိုနေ့စဉ်ရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးသူနောင်ရိုးစေးရေးသားထားတဲ့အယူသူတော်နဲ့နတ်မိချောင်းဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဟေးလူပြိုကြီးဒီနေ့ဖျားပွဲတော့ဘယ်နဲ့လဲ?စုံတော့မှလား? ရုတ်တရက်နှောက်အောင်နှုတ်ဆက်လာတဲ့ကြော်မိုးရဲ့အတကြောင့်လူမျိုးကြီးမောင်မျိုးတယောက်စိတ်ဆိုးရခက်ဒေါသထွက်ရခက်နဲ့လှဲ့ချီမချစ်ပြုံပြုံးမိရလေတယ်။လူမျိုးကြီးရီးမနေနဲ့ဗျမင်းတော်ဖြစ်အောင်ဖြစ်လာမှာပေါ့ဖြစ်လာမှာပေါ့မလုံးနဲ့ဒီနေ့မှမစွရင်တော့ခမည်းကိုခမည်းစိတ်နာပြီမိเจ้าအောင်နဲ့ကိုခုံချလိုက်သိမ့်ပြီနော်လူမျိုးကြီးမောင်မျိုးစကားကိုတုတ်ပြတ်မှုမပြုတော့တရှူချူဒေါသထွက်လို့ခက်သက်တော့ပဲ။ အိမ်ပြန်လက်စီကိုခြေလှမ်းလိုက်လေတယ်။အနောက်ဘက်ဆရာကြုံမိုးရဲ့ရှင်မောတန်ကတော့ကက်ရက်တာလိုက်ပါလာလေရဲ့။လူပြိုကြီးအမောင်မျိုးဆိုရင်ရိုးကုန်းရမှာမတိသူမရှိကြအောင်။ရိုးကုန်းရမှာအသက်20မကျော်ခင်အိမ်နောက်ပြုတ်တက်ကြတယ်။ဒီထဲမှာမှမောင်မျိုးတယောက်သာဘလို့အချောင်းချောင်းမှမသိအသက်30ကျော်လာသည့်တိုင်အောင်အိမ်နောက်မကြချစ်သူရည်စားတော်မရှိဘူး။ဒီတော့တရားလုံးကမောင်မျိုးကိုမြင်တာနဲ့ထင်ခေါ်ဆန်းနောက်ကြတော့တာပေါ့။ကြတော့မောင်မျိုးဒေါသထွက်ရတယ် ီနေရာမှာမောင်မျိုးတို့ရိုးကုန်းရွာရဲ့တည်နေရာအကြောင်းနဲ့ကြုံမို့စောင့်နောက်ပြောသွားတဲ့မိเจ้าအိုင်ပြီးတော့ဖះပွဲဆိုတဲ့အကြောင်းရကိုပြောပြရအောင်မယ်။မောင်မျိုးတို့ရိုးကုန်းရွာရဲ့အနောက်ဘက်ချက်စီမှာမိเจ้าအိုင်လိုအမိရတဲ့အိုင်ကြီးတအိုင်တည်ရှိတယ်။အခြေအားမိုင်းနဲ့တွေ့မယ်ဆိုရင်ကိုယ်မိုင်ပတ်ချလဲလောက်ရှိလိမ့်မယ်။ရေက၁၂ရာတီမခန့်တတ်ဘူး။ဒီအိုင်ကြီးရဲ့တနေရာက တမိုင်းနောက်ကွာစတောင်းမြင့်နဲ့ဆက်နွယ်နေတယ်လို့ယူဆကြတယ်။ဘာကြောင့်လဲဆိုတော့ အိုင်ကြီးအတွင်းထဲရရေတွေကမြည်ရကြရကြတက်ပြီးတော့မြည်ရတက်ရတက်တက်တယ်လေဒီအိုင်ကြီးဟာတဘာဝရေအိုင်ကြီးဖြစ်ပြီးရှေးပဝင်းတဲ့အချိန်တွေကလည်းနိုင်ရနိုင်ရနိုင်ရနိုင်ဝဲပတ်သက်မှုတွေများစွာရှိနေခဲ့ပါတယ်အဲ့တော့ဒီအိုင်ကြီးတဲစီမှာဖြစ်ပွားခဲ့တဲ့စစ်မှန်တိုက်ပွဲတွေကလည်းမနေခဲ့ဘူးလေဒါကပါဇက်ရာဇဝင်မဲဆူဆူတမိုင်းမဲဆူဆူဖြစ်နိုင်ခြေတော့ရှိပါတယ်ဒီလိုရာဇဝင်နဲ့တမိုင်းเจ้าနေနဲ့ပတ်သက်ညှိတွေ့လာခဲ့တဲ့မိเจ้าအိုင်ကြီးစီမှာ လူများအတွက်စိတ်ဝင်စားစရာအကောင်းဆုံးပါးစပ်ရာဇဝေးတစ်ခုကတော့ရှိရှိတုန်းကအိမ်ထဲမှာနေထိုင်တဲ့မိချောင်းကြီးတစ်ခေါက်အကြောင်းပါဒီမိချောင်းကြီးကအိမ်သုံးလုံးပမာလောက်ကြီးမားပြီးလူအသွင်လဲဆောက်တက်ကရထိတ်ရွာတဲ့ကိုသွာလာလှုပ်ရှားလို့ယောက်ျားမိန်းမတို့ကိုညှိတွေဖမ်းဆားတက်တယ်တဲ့နောက်ဆုံးမှာတော့ဒီလိုဆိုးသွဲတောင်းကျလုံးနဲ့မိချောင်းကြီးကိုအကန်တို့ဖုန်ကြီးတပါဆုံးမချစ်ချွတ်ခဲ့တယ်မိချောင်းကြီးရဲ့ကိုဆွဲနဲ့အိုင်ကြီးရဲ့အရှိတ်ဘက်ချက်စီမှာကျိုးတစ်ခုကိုတီးစီတယ် ပြီးတော့အဲ့ဒီကျုံကလေးပေါ်မှာမိเจ้าမဲ့ဇီဒီလို့တညာပြုတ်တဲ့ဇီဒီတစ်ခုကိုတီးစေပြန်ပြီးတော့ကိုတော်တိုင်းထီတော်တင်လှူခဲ့လေတယ်။ထီတော်လှူပြီးတဲ့နောက်မှာလဲမိเจ้าကြီးကို အမျိုးတည်းအတွင်းလို့ကြောက်မိเจ้าကြီးအဖြစ်ပြောင်းလဲပြီးကရင်အောက်မှာပဲသာဝရရှိနေတော့တယ်လို့အပြောရှိကြလေတယ်။ဒီလိုအကြောင်းကြောင့်ပဲအိုင်ကြီးကိုနတ်မိเจ้าအိုင်မိเจ้าအိုင်ရဲ့လို့တညာပြုတ်ခဲ့ကြတယ်။ဇီဒီကတော့ဒီအိုင်ကျဲကြီးတဲစီမှာအခုထိတည်ရှိနေစေ။ ။ကျောင်းမီကျောင်းကြီးရဲ့ပတ်ချလက်မှာလဲမောင်မျိုးတို့ရဲ့ရိုးကုန်းရွာအပဝင်ရာကြီး900တိရှိပြီးတော့ဒီရွာလေးရဲ့အထင်းမှာမှမောင်မျိုးတို့ရဲ့ရိုးကုန်းရွာဟာအရှိတ်ကန်းစီမှာတိရှိတဲ့တခုတည်းသောရွာလေးတစ်ရွာပါ။ရိုးကုန်းရွာစီကနေမိเจ้าအန်ကြီးစီကိုလှမ်းကြည့်လိုက်မယ်ဆိုရင်မိเจ้าမင်းစီဒီကိုထင်းထင်းရှားရှားမြင်ကွင်းနဲ့လှမ်းမြော်ဖူးတွေ့နိုင်တယ်။ကျန်တဲ့ရွာစီကဆိုရင်တော့သေးငယ်ဝေဝါးနေတတ်တယ်။နှစ်စေတဘူတဲ့လားတွေထဲမှာဇေဒီလေးအတွက်ကျေပါတဲ့ ဗုဒ္ဓပူဇနီယပွဲတော်ရှိပြီးတော့ဒီလို အခြေမျိုးဆိုရင်လေရဝေးရနေရအလှရှိကုသိုလ်ရှင်တွေရောက်လာကြပြီဇေယီလေးစီမာတင်မကရုကုံရလေးစီမာပါစီကိုင်းတက်မြတ်လို့နေပါတော့တယ်ပွဲစီအခေးကြီးရလဲရုကုံရအပြေဘက်ကလဲပြေကျဲကြီးစီမာမျက်စိတစုံစီကားတယ်လीဒီလိုပွဲချိန်ကမျိုးကြရင်တော့မောင်မျိုးတို့လိုလူလို့ကာလာသားတွေကအလုံးမဲ့ပြုံးပြီးတက်ကြတယ်ဒီအချိန်ကရဝေးရနေရဧည့်သည်တွေထဲမှာ ကာလာသမီးငယ်အချောလာလေးတဲ့အများပြလာရောက်တက်ကြသလိုဇေဒီကလေးစီမှာလည်းလှေဦးတိုက်ပွဲလှေပြန်ဝဲတွေလည်းကျင်းပပေးတတ်တယ်။ဒီတော့မောင်မျိုးတို့လိုလူပြိုလူလွတ်တွေပျော့တယ်ဆိုတာလည်းမဆက်အောင်ဒီပွဲတော်ကနေဖူးစာဆောင်သွားကြတဲ့သူတွေကလည်းမနေဘူး။မောင်မျိုးတယောက်ပဲဘာကြောင့်မှမသိအသက်30ကျော်တဲ့အခုချိန်အထိကိုခေါမဆုပ်ဖြစ်နေရလေတယ်။ဒီနေ့တော့ထင်းကောစားနောက်မှုများစွာကိုမောင်မျိုးတယောက်ရင်မဆိုင်ချင်တော့ပေမို့ ဖျောက်ပွဲစီမှာကုကုကိုအစွန်ထုတ်ဖို့ဆုံးဖြတ်လိုက်မိပါတယ်။ပွဲတော်ရက်ကလည်းမကြခင်မှာရောက်လာတော့မှဆိုတော့ဒီကာလအပိုင်းခြားမောင်မျိုးရဲ့ရီမန်းကာလတစ်ခုဖြစ်သွားခဲ့ရလိမ့်ပြီ။အခုဆိုရင်ပြာတို့လောက်ွယ်ကိုလုံပြီးတော့တဘိုးတွေလာစမ်းမိုက်အချင်းကိုတောင်မှ ရောက်ရှိနေခဲ့ပြီ။မကြခင်မှာမောင်မျိုးတို့စောင့်မျှော်နေကြတဲ့ရီမန်းရပွဲတော်အချိန်ကာလစီကိုရောက်ရှိလာတော့မယ်။ရွာထဲမှာအထက်လန်းဆရာတွေရောက်နေတယ်တဲ့။ ွဲတော်အငားရဲ့နီးလာပြီးပွဲကအငားဆောက်တဲ့ဆီရနဲ့မောင်မျိုးပြန်လာတော့ကြားလိုက်ရတဲ့တဲ့တခုကိုနဲ့မတက်ဆိုင်တယ်လို့စိတ်လဲမွေစားတော်မှုမောင်မျိုးတော်အမှတ်တမဲ့ပဲနေဖြစ်ခဲ့ပါတယ်ဒီရက်ကဆရာရီရဲ့တဲ့င်းကိုကြားရုံပဲနောက်တရက်မှာတော့ဆရာရီနဲ့ပတ်သက်ပြီးထူးဆန်းတာတွေကြားလာရပြန်တယ်ယူရီနီယာယူရီကိုမန်နေရုပ်ပြီးကြွကြွဆူလာအောင်လှုပ်တာများတော့တကယ်ကိုအာဩစရာပါဒါဘယ်ဟုတ်အောင်မလဲ ။ဦးကျော်မောင်ကြီးလေဖြတ်ပြီးအိပ်ရတဲ့လဲနေရအသေးကောင်ပေါင်းတယ်လေ။ကြာကြာလာပြီဩ။ဟိုရက်ကဆိုအသက်ပါငင်းနေသေးတာတဲ့။အခုအဲ့ဒီလူကြီးကိုဆရာဆေးကုပေးတာချက်ချင်းကိုပဲလူကောင်းတော်ပြန်ပြတ်သွားတာတဲ့တော့။ဆရာလေအရက်သမားငတ်တော်ကိုကုပေးလိုက်တာ။အရင်ကအရက်တောက်ထားတာတွေအားလုံးအမဲရောင်အဖြစ်အံပြီးတော့အခုလူကောင်းသူကောင်ပြန်ပြတ်သွားတယ်တဲ့။အထက်လန်းစရာဆိုသူရဲ့တရင်အထူးဆန်းတွေကမောင်မျိုးရဲ့နားစီမှာရပ်ပိုင်အတွင်ကြားရဖန်များလာတယ် ထကြရောက်ပြန်တဲ့စကားအရဆရာကပြရစီလဲဆွဲနေတဲ့ဒါမျိုးကြတော့မောင်မျိုးနဲ့တက်ဆိုင်သွားပြီသူ့ကိုတရားလုံးကဂေါမစုံလူပြိုကြီးအဖြစ်သတ်မှတ်ထားကြတာဒါကို तू မခံစားနိုင်တော့ဘူးလူပြိုကြီးဘွားကနေဒီနေ့ကျုပ်ကို ကျုပ်ရမယ်လို့လဲ तू ဆုံးဖြတ်ထားတယ်ဆရာဆရာပြရဆရာဆွဲနေဆိုရင်တော့မောင်မျိုးတို့အောက်ကိုပြုတ်ရပြီလေဆရာစီကိုမောင်မျိုးတို့ချက်ချင်းမြောက်သွားမိခဲ့တယ်ဆရာစီကိုရောက်တော့ဆရာစီရောက်ဖို့ သူ့ထံကတန်းစီနေကြတဲ့သူတွေမနေမနှောပဲ။မောင်မျိုးအရှိမတဲလူက၄90လောက်ရှိတယ်။အခုကမနေ့ပိုင်းအလုပ်လုပ်ပြီးထမင်းစာပြန်လာခဲ့တာပါ။ဒါမဲ့အခုတော့ဆရာစီကိုရောက်ဖို့ဇွဲကောင်းကောင်းနဲ့တန်းစီမယ်အတွက်ညနေပိုင်းကအလုပ်မစင်းတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တယ်။မောင်မျိုးရဲ့အနောက်မှာလည်းလူတန်းကြီးထက်လို့စီတန်းလာပြန်တယ်။ညနေဆောင်တော့မှမောင်မျိုးအလှည့်စီကိုရောက်လိမ့်တယ်။ဆရာဆိုတဲ့လူကအသက်40လောက်အရွယ်အမေရအဝတ်တွေကိုဆင်မြန်းလို့ အဲဦးကဖះကျောင်းဆောင်အရှိမတမလီခွေထိုင်နေတယ်။နဘေးမှာဆရာရဲ့ဝေရဝိဆောက်ကိုလှောက်ဆောင်ပေးနေတဲ့အမဲရောက်ပဲလူနှစ်ယောက်ရှိနေပြန်တယ်။ဆရာညိုဒီတယောက်ကတော့ပြရစီလိုချင်တာပါ။မောင်မျိုးတို့တွေတဲစီနေတော့ဆရာကိုတွေ့ကြရတဲ့အကြောင်းကိုဆရာတပည့်တယောက်စီကြိုတည်ပြောထားရတယ်။ဆရာမလုပ်ပေးနိုင်တဲ့အရာဆိုရင်အဲ့ဒီနေရာကတည်းကတခါတည်းညှဲပယ်လွတ်တယ်။တပည့်ဖြစ်သူရဲ့စကားကိုကြားတော့စူးရှာရှာအကြည့်တွေနဲ့ ဆရာညိုကမောင်မျိုးကိုကြည့်လာတယ်။ဘယ်လိုကြောက်ပြရစေလိုချင်ရတာလဲပြောပါအောင်။မိမရှုပ်ပွေခြင်းလို့လား။မဟုတ်ပါဘူးဆရာ။ကျောက်မှာပွေရှုပ်ဖို့ရည်ရွယ်ချက်လုံးဝမရှိပါဘူး။ကျောက်မိမလိုချင်တာတစ်ခုပါပဲ။မောင်မျိုးစကားကိုနားထောင်ရင်ဆရာညိုကခက်တဲ့တဲ့ပြောနေ။စိတ်ဆန္ဒကြောင့်လိုချင်တဲ့သဘောလား။မောင်မျိုးရှက်တော့ရှက်သွားရတယ်။ဒါပေမဲ့အနာတိမဆေးရှိရမယ်ဆိုတဲ့စကားရစ်လို့ပဲ။ ဘလို့ဆိုတာပြုတ်ပြမအလိုချင်တာကိုရနိုင်မှာမဟုတ်လားဟိုစိတ်ဆန္ဒကြောင့်လဲပါသလိုပဝင်းကြီးကကျုပ်ကိုခွန်ပစုံလူပြိုကြီးအတုံးမချသူကြီးအဖြစ်တတ်မှတ်ပြောဆိုနေကြတာကိုမခံချင်လို့ပါဗျာတကယ်လို့ဒါမင်းသမီးရွှေတစင်ကိုဒါရမယ်ဆိုလို့ကတော့ကျုပ်ရွာထဲမှာမော်ကြွားလို့ရပြီဗျမောင်မျိုးရဲ့စကားအဆုံးမှာတော့ဆရာညိုးတို့ဆရာတပည့်သုံးယောက်တယောက်ကိုတယောက်အထိတ်ပဲပါပါကြည့်ကုန်ကြတယ်မတိမတာခေါင်းကိုညှိကြတယ် ဒါနဲ့ခမရဘလို့မင်းကလေးမျိုးကိုရည်ရွယ်ထားတာလဲပြောချင်တာရရရရပဲလားပွဲတော်ရက်ကနီးလာပြီဆိုတော့ပြိမရွာမင်းကလေးမျိုးကိုရည်ရွယ်ထားသလားဖြစ်နိုင်တော့ရွာရဲ့မင်းကလေးမျိုးကိုမလိုချင်ဘူးဗျာပြင်ပမင်းကလေးအချောလာမျိုးကိုယူနိုင်တော့အကောင်းဆုံးပေါ့ဆရာရဲ့အချောလာဆိုတော့ဇတိယမင်းသမီးမျိုးကိုရမယ်ဆိုရင်ကောယူနိုင်မလားဟာဆရာဆရာညူရဲ့စကားမောင်မျိုးရဲ့ရင်ကိုဒိန်းကနေဖြတ်သွားစေတယ် ဇမင်းသမီးဆိုမှအခုနဲ့ဖျားပွဲမှာစိတ်ထုံးမှောင်ဇက်ဝင်မယ်လို့ကြားမိတယ်။ဒီဇက်ကခေါင်းဆောင်မင်းသမီးရွှေတစင်ကိုသူ့တိတ်ပြီးသဘောကျမိတယ်။မင်းသမီးရဲ့အပြုတ်အငိုအည်အပြုံအရာအလုံးကသူ့နှလုံးသားကိုကဝင်မယ်လို့လို့ပဲဖန်ဆာလုံးခဲ့တယ်။အလောက်မှာထိတ်ခေါင်းလိုတော့တိတ်တခုနမဲပေးထားမိသေးရဲ့။ရွှေတစင်ကိုသာရရင်လို့တော့စိတ်ကူးယဉ်ပူပါသေးတယ်။ဇမင်းသမီးကိုကြတော့ဖြစ်နိုင်မှာမလားဆရာရဲ့။ စကားကိုအထစ်ထိတ်ငုံငုံပြောလာတဲ့မောင်မျိုးကြောင့်ဆရာညိုကမဖြစ်နိုင်စရာမရှိပါဘူးကိုမျိုးခမရအခုတွေ့ဆုံနေတာရောပြန်ဆရာညိုပါဗျဘာမှမပူနဲ့ခမရဘက်ကစိတ်သာရှိကျို့ဘက်ကရအောင်လုပ်ပေးမယ်ဆရာတကယ်လားဗျကဲကျုပ်ကစကားကိုအပေါ်လုံးမပြောတတ်ဘူးဗျာမင်းသမီးကိုခမရအပန်ရပြီလို့သာမှတ်ပြီးတော့ကျေးဇူးပါဆရာ မောင်မျိုးတယောက်တော့နှပြကြီးသွားဖြစ်တဟီးကိုဖြစ်နေလေ။ကဲကဲဒါဖြစ်လေပြီးရစေဖော်မဲတယောက်ကိုကျုပ်တို့တည်တံ့ချင်းဆိုကြတာပေါ့။ဟုတ်ကဲ့ဆရာ။ဒါနဲ့ခမရကြောက်တက်လာဗျ။ပြီးရစေဖော်တယ်ဆိုတာအစိမ့်တယ်မအောင်ပြန်နှုတ်ပြီးတနခါသွေးခိုင်းတာတော့ဘာလို့ဆိုတာမောင်မျိုးကြားဘူးရတယ်။တရေတစေဆိုတာမျိုးမောင်မျိုးငငယ်ကလေးကမကြောက်တတ်ဘူး။ဒါပေမဲ့ဒီတော့ဆရာညိုကဘာကိုရည်ရွယ်ပြီးမေးတယ်လဲဆိုတာကိုမောင်မျိုးမသိခဲ့ပါဘူး။ ကြောက်မကြောက်တတ်ပါဘူး။မောင်မျိုးအလွယ်တကူပဲအဖြေပေးလိုက်တယ်။ကောင်းတယ်ဗျာကောင်းတယ်။ကဲနောက်တစ်ခေါက်ဆုံကြတာပေါ့ဗျာ။ဟုတ်ကဲ့ဆရာ။ဒါနဲ့ပညာကြီးကနောက်တစ်ခေါက်မှပေါ့။ဆရာညိုသဘောကောင်းလိုက်တာလို့လူမျိုးကြီးမောင်မျိုးအထင်ရှိခဲ့ရပါတယ်။ဆရာညိုစီကနေပြန်လာတော့မောင်မျိုးတယောက်မင်းသမီးရွှေတစီကိုစိတ်ကူးတွေတွင်တွင်ကြီးရှင်လို့ဆရာညိုတို့ဘက်ကအခေါ်ပြုလိုက်မဲ့အချိန်ကိုစောင့်ဆိုင်မျှော်လင့်နေပါတော့တယ်။ ။လာပြင်းတဲ့နေ့လာတော့ပွဲစည်းကိစောက်လို့နေတာလဲပြီးစည်းလို့လေပြီ။ဈေးတယ်တွေကလည်းတယောက်စားနှစ်ယောက်စားရောက်လာနေကြပြီမို့ပွဲစည်းကိနဲ့တော်တော်လာလာလုံးလို့ရလေပြီ။မောင်မျိုးတို့ကတော့ပွဲကိနဲ့ဈေးဆိုင်ခန်းတွေစောက်လို့နေတာပြီးစည်းခဲ့ပြီမို့ဇက်ယုံစောက်လို့ရေးဘက်ကိုဝင်ကူပေးနေရတယ်။ဇက်ယုံကပရိသတ်တွေနေရာကိုပတ်ချလဲစီးကထားပြီးတော့ဇက်စင်နေရာကိုတော့အမိုးကလှုပ်ပေးထားတယ်။ဇက်စင်ပေါ်ရောက်တော့ဇမင်းသမီးရွှေတစင်အကြောင်းတဆိတ်ဆိတ်တွေးမိရပြန်တော့ ဆရာညိုသားတကယ်ဆိုရင်တော့သူနဲ့ရွှေသူစင်တို့တူနှစ်ဖြာရွှေကလေးဆက်ဖို့သာရှိပါတော့တယ်။ကိုမောင်မျိုးမျိုးကိုမောင်မျိုးအတွေ့ကောင်းကောင်းနဲ့အလုံးလုံးနေပြီတော့ခေါ်တန်းကြောင်မောင်မျိုးလှဲ့ကြည့်မြို့တော့ဆရာညိုတို့တဲခိုရာစံပေါ်တို့အေစီယာအငယ်ဆုံးကောင်ကြောက်ပေါ်အေးကြောက်ပေါ်ဘာကိစ္စလဲကွာဆရာညိုကလှုပ်လိုက်တာဗျဒီညကိုဇေဒီလေးဆရာနဲ့စောင့်နေတဲ့ဖလေဒီစေးနဲ့ရှာထားပေးလို့ပြောတယ် ဆရာညိုတကယ်လုံပေးမှာပါလားဆိုတဲ့အတရာမောင်မျိုးရဲ့ရှင်နဲ့တထိတ်ထိတ်နဲ့ခုံလာမိတယ်။ဟဲ့လူကြီးကျုပ်ဘာပြန်ပြောပြရမလဲ။ဆက်ဆက်စောင့်နေမယ်လို့ပြောပြကွာ။ပြောပြမယ်ကျုပ်သွားပြီ။ကြောက်ပေါ်လှက်ထွက်သွားတယ်။လူမျိုးကြီးမောင်မျိုးကတော့သူ့လူမျိုးတို့ကြီးဘွားကနဲ့ကျွတ်တော့မဲ့အယိုးကိုတွေ့ပြီးစိတ်ကူးလေရှင်လို့ညအတွက်ကိုလည်းအစီအစဉ်တွေချမှတ်နေပါတော့တယ်။ညရောက်တော့လူမျိုးကြီးမောင်မျိုးတယောက်ဈေးဒီလေးဆီရနဲ့လှေကလေးနဲ့အတူတူ ဆရာညူတို့အလာကိုစောင့်ဆိုင်နေလေတယ်။တန်းငယ်ခေါင်းကြချက်ရောက်လေတော့ဆရာညူနဲ့သူတပည့်နှစ်ယောက်တို့ဆွဲချီအကြီးကြီးတလုံးကိုထမ်းပြီးရောက်လာခဲ့ကြတယ်။ခမညာစောင့်နေတာတိတ်ကြသွားသလားဗျာ။ဆရာညူကရောက်မဆိုင်မှာပဲမေးတယ်။တိတ်မကြပါဘူးဆရာ။ကြာလိုက်ရပါတယ်။အင်းဗျာပွဲအတွက်ငပြောသေးအုံသေးတွေအရနောက်ကျသွားလို့ဟုတ်ကဲ့ဆရာ။ကဲကဲနောက်ခက်ကမကြခင်စတင်ပါဆိုတော့ငါတို့အိုင်လေးကိုအရင်ဆုံးရောက်အောင်သွားမယ်။ ကဲတက်တက်ကြဆရာညိုကစော်ဩပြီးတော့လှေပုတ်ကို သူ့အရင်တက်လေတယ်သူတို့တောင်းရောင်စလုံးတက်ပြီးတဲ့အချိန်မှာတော့ကဲကိုမောင်မျိုးလှေကိုကန်လက်ပတ်တယ်လှော့ချေဗျာဟုတ်ကဲ့ဆရာအခုချိန်ထိတော့ပေးရဆေးအတွက်ပြလို့မောင်မျိုးထင်နေမိတယ်သူစိတ်ကူးနေသူလှေကိုလှောက်ခတ်မိတယ်ဆရာညိုကတော့လှေအပေါ်ကနေကောင်းကင်စီကိုမောကြည့်ဂါတာတွေရွက်ကလိုက်ပါလာခဲ့တယ်အချိန်တော်လေးကြာတော့ကန်းနဲ့အတော့ဝေးခဲ့လေပြီ။ ရေပြင်းကြီးဆရာလှန့်ချက်ခွလေးတွေကြောင့်လှေကလေးကလူးနေပြီဆရာညိုကမင်းမထုံခိုင်းတာမို့မောင်မျိုးကလှေကိုအမောင်ထဲမှာပဲအသေးချာထိန်းလို့နေရတယ်တနေ့ရောက်ရောက်တော့ဆရာညိုကလှေကိုရက်ခန့်လိုက်လိမ့်တယ်ကဲကိုမောင်မျိုးခမရကိစ္စအတွက်ကျုပ်တို့အစီရင်လုပ်ရတော့မယ်ဟုတ်ကဲ့ဆရာညိုကျုပ်ကဘာလုပ်ပေးရမလဲရတယ်ခမရလှေကိုမရွတ်သွားအောင်ညင်းနေအောင်ပဲထိန်းပေးတာတခို့တော့ကြိုတင်မှမယ်နော် ဘလို့ပဲကြောက်စရာကောင်းတာအောင်မြင်မြင်ခမည်းရဲ့စိတ်ကိုထိန်ထပ်ပြေးတာမျိုးဘာမျိုးမဖြစ်စေနဲ့ကျုပ်ရှိတယ်ဆိုတဲ့အသည့်ကိုတည်ထားဟုတ်ကဲ့ဆရာညိုဆရာညိုတို့ဆရာတပည့်၃ယောက်လေပေါ်မှာပဲဂရုပွဲတို့ကိုပြင်ဆင်ကြတယ်ဂရုပွဲ၃ပွဲတပွဲစီမှာဖျောင်းနိုင်တဲ့တိုင်အမွှေးနိုင်ခုနှစ်တိုင်ထွန်းထားတယ်ဂရုပွဲတွေပြီးလို့တော့ဆရာညိုကကဲငါတောင်းနဲ့ငမောင်းမင်းတို့ကစီးလီကိုထိန်ငါအာနာဆက်ခင်းချင်းတော့မယ်ဟုတ်ကဲ့ဆရာညို ဆရာညိုကသူ့လက်ထရားပရီကိုညာလက်စီမှာရစ်ပတ်လိုက်တယ်။အောင်စစ်ကြနမတေဝပူဇယတေယနာဂုံမိကံနိဋ္ဌံတဝေကတမတံဆရာညိုရဲ့အစာပြိုးရွတ်ဖတ်တာဒီနောက်တော့ဆရာညိုကပါဏိလိုလိုဂါရာလိုလိုအရာတွေကိုထက်မှန်ရွတ်ဖတ်လိုက်ပြန်တယ်။ကျယ်တွေစုံလင်နေတဲ့ကောင်းငင်ကြီးစီမှာတိမ်သားတိတ်တိုက်တွေအုံလွှမ်းလာခဲ့တယ်။ရုတ်တရက်ရေမြကြီးအောက်ကအလင်းစတွေလင်းပြလာတယ် မောင်မျိုးကတော့လှေကိုထရင်ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကိုကြည့်ပြီးအံ့ဩနေမိတယ်။ငါတောင်းငါမောင်းသူထွက်လာတော့မယ်။မင်းတို့အသေးချာစောင့်ကြည့်ကြ။ဆရာညိုကထောက်အော်ပြီးတော့သူ့လက်အိတ်ထဲကတတောင်းတသားရှိတဲ့ကျိန်လုံးလေးကိုထုတ်ပြီးရေပြုံကိုတဖြန်းဖြန်းနဲ့ရိုက်ပုတ်လိုက်တယ်။ရေပြည့်စီကလှကြက်ခုတ်လေးတွေကရုတ်တရက်ကြီးမလာပြီးကောင်းကင်စီကမွေးရည်ဆက်တွေကျဆင်းလာခဲ့တယ်။ရေပြည့်စီကအလင်းတွေကလေးတလဲမှိတ်တလဲ အချိန်လေးကတာမန်မဟုတ်ဘူးဆိုတာမောင်မျိုးသိမိလိုက်လေပြီ။လိုင်းကကျန်လာတာမို့လျှက်လူးလာတယ်။ဆရာမောင်မျိုးဆရာညိုအာကိုတကြီးလှောက်ခေါ်လိုက်တယ်။ဟဲ့လူခမရတိတ်တိတ်နေ။ဆရာညိုအလောက်ရှက်မဖြစ်စေနဲ့။ငါတောင်းကထောက်အော်လာတော့မောင်မျိုးလည်းငြိမ်မိသွားရတယ်။ဆရာညိုကရေပြင်ကိုကျိတ်လုံးနဲ့ရိုက်နေစေ။လိန်နဲ့မလန်းမကန်းစီကရေပွက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။မောင်မျိုးကြည့်မိနေတော့မှပဲရေပွက်ကြီးထဲကနေ တာမန်မိချောင်းထက်နှစ်ဆလောက်ကြီးမားတဲ့မိချောင်းမျိုးကြီးတစ်ကောင်ထွက်ပေါ်လာခဲ့တယ်။မိချောင်းကြီးကိုမြင်လိုက်ရတဲ့အချိန်မောင်မျိုးတယောက်အလွန်အမေ့ထိတ်နသွားခဲ့တယ်။ဒီမိချောင်းကြီးကမိချောင်းအိမ်ရဲ့ဗစက်ရဆွေနဲ့ရနှမိချောင်းကြီးဆိုတာမောင်မျိုးသိမိလိုက်လေပြီ။ဆရာညိုတို့ဟာသူ့အတွက်ပေးရစီဖို့ဖို့လောက်ဆောင်နေတာမဟုတ်မှောင်းလဲ။မောင်မျိုးရိမ့်မိသိရှိလိုက်လေပြီ။ဆရာညိုခင်ဗျားတို့မောင်မျိုးလှေကိုထိန်းတာရက်လိုက်ပြီးတော့ မတည့်ရက်ပြီးလှော်တက်ကိုကန်လို့ဆရာညိုအော်ဟစ်လှလိတယ်။ဒီခိုက်မှာပဲအနည်းမှရှိနေတဲ့ငါးတောင်းကမောင်မျိုးတို့ကိုအန်ရဲပြုတော်မယ်ဆိုတာသိတာမို့လောက်ဦးမှုယူလို့အပြည့်တွန်းတက်လိုက်တာမို့မောင်မျိုးတယောက်လှိုင်းထက်နေတဲ့ရေသေးစီကိုပြုတ်ကျသွားခဲ့တယ်။ဒီအချိန်မှာပဲကောင်းငယ်တင်တက်တွေစီရမိုးဆက်မိုးပေါက်တွေရတဲတဲတတရွာချလာပြီးတော့ရေရင်စီရမိချောင်းကြီးကလည်းရံလုံးလှောက်ရှားနေတယ်လို့ဆရာညိုတို့ဆရာတို့ရဲ့၃ယောက်ကလည်းသူတို့လုံးဆရာရှိတာကိုဆက်လက်လှောက်ဆောင်နေတယ် တလခန့်ကြာပြီးတဲ့နောက်ပြီးခဲ့တဲ့တလအတွင်းရုကုန်းရွာလူတွေအကောင်လုံးသွေးပြက်ခြောက်ချားနေကြရတယ်။အကြောင်းကတော့ရှီယိုးစင်ဆက်အမိတဟဲပြုတ်လာတဲ့မိเจ้าအိုင်ကြီးစီမှာမိเจ้าတိုက်ခတ်မှုကြောင့်လူအသေးပြောက်ကဆေးရောက်ထက်မနေရှိလာတယ်။မိเจ้าကလည်းအဖြူအောင်မိเจ้าကြီးအကောင်အထရေအိတ်တလုံးစာပမာဏလောက်ရှိပြီ။အမိတစ်ချက်ရလိုက်ရင်လှေဆိုးတာအပိုင်းပိုင်းကျိုးပြက်ပြီးနင်းမြုပ်ရတာပါပဲ။ထူဆန်းတာတစ်ခုကတော့အိုင်ကြီးရဲ့ပတ်ချာလဲစီမှာ ရွာပေါင်း900ရှိတယ်ဆိုပေမဲ့မိချောင်းဆွဲခံရတာကရိုးကုန်းရွာလူတွေကြီးပဲဖြစ်နေတယ်။တခြားရဲရွာတွေစီမှာတော့မိချောင်းဖြူကြီးနဲ့ပတ်သက်လို့အရေးရောက်တော့မမြင်ရအောင်။ဟဲ့ညာမိစိန်တော်သားမျိုးမိချောင်းဖြူကြီးဝင်ဆွဲလို့တဲ့။ဟုတ်တော့ဘလို့တော့ဖြစ်ကုန်တာတော့သူတို့သားမျိုးရေးရင်းများဆင်းမင်းလို့များလား။ဒီရဲ့ထဲတော့အန်ကြီးဖတ်တဲ့ဘသူမှမသွားကြအောင်။ဒီတော့မိချောင်းဆွဲခံရတဲ့ကိစ္စမျိုးမရှိတဲ့လောက်ဖြစ်နေတော့မကြခဲ့မှာ။ တရင်ကပြတ်ထွက်လာခဲ့တယ်။ဘဲရတာအိမ်ထဲကြီးဝင်ဆွဲတာတဲ့။ဟုတ်တော့ဘလို့တွေတော့ဖြစ်ရတာတော့။အဲ့ဒါတော့မပြောပါနဲ့တော့။မိချောင်းပြူကြီးကအိမ်ညံကိုအမိနဲ့ရိုက်ချိုးပြီးဝင်ဆွဲသွားတာတဲ့။အခုမြင်းစိန်တို့အိမ်မက်မှာလူတွေမှမနေပဲရောက်နေကြပြီ။တော်ကြည့်အောင်တော့။အေးသွားမယ်လီ။ကြောက်လည်းမရောက်သေးဘူး။ရွာသူမနှစ်ယောက်မိချောင်းဆွဲခံရတယ်ဆိုတဲ့မြင်းစိန်တို့အေးစီကိုတုတ်ချစ်တင်ပြေးကြတယ်။ ီမီเจ้าကြီးတောင်းတနာနဲ့ဖျောက်ပွဲလဲပြည့်ရတယ်လေသူမတို့နှစ်ယောက်ရောက်သွားတော့မိစိန်တို့အိမ်စီမှာလူသူတွေမှမနှဲမနှောင်းအိမ်တစ်ဖက်ချာတော့မိเจ้าပြူကြီးဖြုတ်ဖြတ်ထားတာမျိုးကျိုးကြီးပြက်စင်းနေလေတယ်အိမ်ကြီးကလူတော်ဝင်ဆွဲတယ်ဆိုတော့ဒီမိเจ้าကြီးများနေပြီဟုတ်တယ်ဒီတိုင်းနေနေတော့တရွာလုံးမိเจ้าဆွဲလို့အမျိုးပြုတ်တော့မယ်အမျိုးပြုတ်မယ်မလုံးနဲ့အခုကအမျိုးပြုတ်တဲ့ပုံစံကိုဖြစ်နေပြီဗျခမရတို့တရိပ်ထားကြည့်အောင်ငတက် မင်းကဘာကိုပြောချင်တာလဲခင်ဗျားတို့ပဲစဉ်းစားကြည့်လေဒီအိုင်ကြီးနဘေးပတ်ချလဲမှာရွာပေါင်း900ရှိတယ်မိเจ้าစဲခင်ရတယ်ဆိုတာကျုပ်တို့တွေ့ရတယ်ဆွေးခင်ရတဲ့လူတိုင်းကလည်းကျုပ်တို့ရွာကြီးပဲဒီတော့မိเจ้าကကျုပ်တို့ရိုးကုန်းရွာတွေ့ရတဲ့ကိုအညှို့ထားပြီးဆွေးနေရတေးကြတယ်ဗျအေးမိပြောမှငါတို့လည်းတွေးမိတော့တယ်ကျုပ်ထင်ပြောရင်တော့လူပြိုကြီးမောင်မျိုးရဲ့ဖြစ်စဉ်နဲ့ပတ်သက်နေမှထင်တယ်ဟုတ်တယ် အဲ့ဒီကောင်ကမလာတင်ပြီးသတိပြန်ရလာတော့မိเจ้าကြီးမိเจ้าကြီးဆိုပြီးအော်နေတာဟုတ်တယ်ဆက်ဆက်တွေ့ချင်းမှအဖြစ်ကိုရေးရေးပေါ်လာပြီဆရာညိုးတို့၃ယောက်ကလည်းမောင်မျိုးဖြစ်တဲ့ညမှာပဲပြောက်သွားတာမဟုတ်လားအေးဟုတ်တယ်ကွာသူတို့တို့တွေမဟုတ်တာတခုခုလောက်ခဲ့တာသိကြတယ်ငါတို့တွေအကျိုးเจ้าဂါဂနနသိအောင်လို့မောင်မျိုးကိုမေးကြည့်တဲ့နဲ့ထင်တယ်။အိုးအဲ့လိုမေးလို့ဘယ်ရမလဲဗျာ။ဟိုအဖေဒိဋ္ဌိပြန်လာကလေးကယူသွားတဲ့ဥစ္စာ။ ရွာသားတွေပြောသလိုပါပဲမောင်မျိုးကဖြစ်စီဖြစ်ပြီးနောက်တရက်မှာကန်းဆက်စီဒရိလျက်သားလာပြီးတောက်တင်နေခဲ့တယ်။မောင်မျိုးဒရိပြင်ရလာတော့တောက်စီရေမြစကားတွေကိုဘလုံးပထွေပြောဆိုနေတယ်။မိချောင်းကြီးဆိုတဲ့စကားကိုသွေးပြက်ချောက်ချားနေတဲ့ဟန်နဲ့တသွင်သွင်ပြောနေတာ။ရောက်ရောက်လာတဲ့ဆရာညိုတို့ဆရာတို့ရဲ့၃ယောက်လည်းအဲ့ဒီညမှာပဲပျောက်ချင်းမလားပျောက်သွားခဲ့တယ်။ဒါဆိုရင်ဒီကိစ္စအတွက်ဘယ်နဲ့လုပ်ကြမလဲ။ နမ်းမီချောင်းကြီးကျင်းနေအောင်တော့တောင်းမဲ့တူရှုပ်ွဲလှုပ်ကြည့်ရောကောင်းတယ်ကွာဒီစီစီကောင်းတယ်ရိုးကုံရွာသူရွာသားတွေဟာနမ်းမီချောင်းကြီးကိုတောင်းမဲ့တူရှုပ်ွဲလှုပ်ဖို့ချက်ချင်းကိုပဲစီစဉ်ကြတယ်ဟဲ့ငါတို့တော့သူတော်တယောက်ဇေဒီတဆူစီကဇောင်းနေစင်မှာဝင်ရောက်အိပ်ပျော်နေခဲ့တယ်နားထဲကိုတိုးဝင်လာတဲ့အတန်ကြောင့်သူတော်ရုတ်ကနဲ့ငတ်တုတ်ထထိုင်မိတယ်ဖိုးတကြသူတော်ကိုအခေါ်ရှိရလား အယူသူတော်တယောက်အိမ်မော်ဆောင်မွားနဲ့ထပြီးတောင်ကြီးမြောက်ကြီးကြည့်ရင်မင်းမိတယ်။အေးဟုတ်တယ်။ဘာခိုင်းမလို့လဲဖိုးတဲ့ကြ။နင်ကိုအရှင်အစ္စခေါနာရဲ့တောင်ဝဲတော်လာငါပေးတာအရှင်အစ္စခေါနာဆိုတာဟိုဟိုရှုံမုံဝင်မို့ရွာစည်းတဲ့ဆရာတော်လားအင်းဟုတ်တယ်လေဟာဒါဒါဆိုသူတို့ကရှစ်ပြည့်ဝင်ဖြစ်ဖြစ်ပြီပေါ့ဟုတ်လားဖိုးတဲ့ကြအမလီလေးလေး ငါသူတော်နှစ်သားလေးပြုတ်လိုက်တာနော်သူတော်တရားဝမ်းသာအားရနဲ့လက်ခုပ်လက်ဝါးတီးပြီးအော်ဟစ်လေတယ်ဟဲ့ငါသူတော်အဲ့ဘလို့တော့ခေါင်းစီကိုဒေါကနဲ့ခောက်လာလို့သူတော်ရောက်ရမ်းပြီးအလန့်တကြားလှမ်းပြီးတော့ဘူးတကြားသူ့နောက်မှာတောင်ဝဲကလိုရက်နေတယ်အဲ့ဘူးတကြားသူတော်ကအတမ်းမဲ့ရောက်လာတယ်ထင်လို့ငါသူတော်နေပောက်ကြရတယ်အတော်ပြောနေတယ်ဟုတ်သလားโอ้မဟုတ်ရပါဘူးဖိုးတကြားရဲ့ အရှင်သူမြတ်ရဲ့တောင်ဝဲကိုရလို့သူတို့ကဝမ်းသာနေတာဟဲ့ဝမ်းသာမနေနဲ့တောင်ဝဲကနင့်ကိုခဏငါတာအေးသူတို့နားမလည်နာဖြစ်သွားပြီးမျိုးလုံးကိုပုတ်ခတ်ပုတ်ခတ်လို့လို့ခေါင်းကိုလည်းတပြင်းပြင်းကုတ်လိုက်တယ်ဘိုးသားကနေသေးချနားထောင်သူတို့နားထောင်ပါပြီဘိုးသားကလွန်ခဲ့တဲ့လတော့ကမိချောင်းအစီမှာနိုင်မိချောင်းတစ်ခေါင်းကိုအရှင်သူမြတ်ကဆုံးမချစ်ချုပ်ဘူးတယ်ဦးကောင်းနေရမျက်ရှင်လုံးကိုထိတ်ချုပ်ပြီးတော့ နမ်းမိချောင်းကိုလည်းရေအနဲ့မှာကြောက်ရွံ့အဖြစ်ပြောင်းလဲပြီးထားခဲ့တယ်။အခုတော့မတမာသူတွေကြောင့်မျက်ရှင်လုံးဝရုံကြွပြီးနမ်းမိချောင်းကလည်းအသက်ပြောင်းဝင်လို့အထင်းကော့မဲ့စွာတောင်းရနေရဲ့ခွက်။မတမာသူတွေကတော့မိချောင်းကြောင့်ငရုတ်ကိုရောက်ကုန်ပြီ။မိချောင်းကတော့နေသွားပြီးထိမ့်ချောက်ရမယ်။အရှိသူမြတ်ရဲ့တာဝဲကိုနေသုံးပြီးတော့နမ်းမိချောင်းကငโกနေရစီပြန်ပို့ရမယ်။လူအသေးပြောက်အတော်များနေပြီ။မိမိမြတ်သွားပြီးကုညီပေးခြင်း။နမ်းမိချောင်းဆိုတော့ သူတို့များစားတော့မလားယင်သူတို့ကမျက်နှာငလေးနဲ့ရေရွတ်လေတယ်ဟဲ့ငါသူတို့နင်မသွားရဲဘူးလားပြောတော့နတ်သားလေးလှုပ်ချင်တာပါဆိုအေးဟုတ်သားပဲဟိ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 လုံးနေနဲ့ရော့အတောင်ဝင်းနင်အခုပဲသွားတော့သူတို့အခုသွားပါမယ်သူတို့ကတောင်ဝင်းကိုလက်ခံယူတယ်ပြီးတော့နေရာကနေထထသွားတယ်ခြေလက်သုံးလမ်းလောက်ရောက်တော့တက်ငနဲ့ရက်သွားပြီဘိုးတကြဟောက်ကွာ ူတို့ရဲ့အခေါ်ကြောင့်ပြမို့ဟပ်ပြနေတဲ့ဘိုးတကြားတက်ငနဲ့ဖြုတ်သွားတယ်။သူတို့ကဘယ်တော့ရမှာလဲ။အေးဟုတ်ပြီသားပဲ။ငါမပြောရသေးဘူး။နမြပြောပါဘိုးတကြားရဲ့။သူတို့နောက်ကျနေတော့မယ်။သူတို့ကပြက်ကွန်းတော့ဘိုးတကြားမျက်နှာမမာနဲ့မိเจ้าအိုင်ရိုးကုန်းဆိုတဲ့ရွာဒီကနေအရှိဆူဆူကိုတွားချေတော့တွားပြီဘိုးတကြားရဲ့သူတို့ပြောပြတာနဲ့အုံးနဲ့မျိုးခွာစီလို့တန်ဝေးကိုမြောက်ကန်ပြီးပြေထွက်သွားခဲ့တယ် မနက်ခင်းနေထွက်ချင်းရိုးကုန်းရွာလူတွေမိเจ้าအိုင်ကြီးရဲ့ကက်ဆက်စီမှာစုဝေးရောက်ရှိနေတယ်လူသူတွေရဲ့အလဲမှာတော့နေမိเจ้าကိုကျွငွေဝွနွားဖြူတကောင်ကိုကြိုးတုပ်ချိနှောက်ထားလိမ့်တယ်ကန်တဖူးစီမှာလည်းဂရော့ပွဲကိုပွဲထိုးထားကြတယ်အရှင်နေမိเจ้าမင်းကျွန်ုပ်တို့ရွာသားကအရှင်နေမိเจ้าပေါ်အပြစ်ပြုမိထားပါတယ်ဒီအတွက်ဂရော့ပွဲများနဲ့အတူနွားဖြူတကောင်ဆက်တာပြီးတောင်းပန်ဝင်ချက်အပ်ပါတယ်အပြစ်အလုံးကိုခွင့်လို့ပေးပါ ူကြီးတယောက်ကအရှိထွက်ပြီးဂရုပွဲကိုမျှလို့အတန်ကြဲကြဲနဲ့အော်ဟစ်ထိုင်တယ်။သူ့ရဲ့တိုက်တဲမှုပြည်စည်းလို့တော့နွားဖြူကိုရေထဲစီကိုတိုးချလိုက်တယ်။နွားဖြူရေထဲရောက်ခန်းဒီအချိန်ရေပြေစိမအလွန်ကြီးမားတဲ့ရေပွက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဟာမမေချောင်းကြီးပေါက်လာပြီဟဲ့မမေချောင်းကြီးပေါက်လာပြီဟင်ခေါင်းမမကြီးအမလေးလှမ်းလေးလောက်ကိုရှိပါလားအော်ဟစ်တန်တွေနဲ့စူညာကုန်းနေမိသားကောင်းဖြူဖြူကြီးက ရေပြည့်အထက်စီကိုတိုးတက်လာခဲ့တယ်။ဟေးအားလုံးမရကြစိုးသွင်းနေတဲ့မိเจ้าကိုစုံမဖို့ငါသူတို့နှစ်သားလေးရောက်လာပြီ။ကျဲလောင်နဲ့အော်ဟစ်တန်တဲ့အတူလူအုပ်ကြားရရနဲ့တောင်ဝဲတစ်ချောင်းမြောက်ပြီးပြေးထွက်လာတဲ့အယူတယောက်အယူကြောင့်နှွားဖြူကိုတွန်းချနေတဲ့သူတွေရက်တက်ပြီးကြည်လာတယ်။ကားနောက်ရောက်နေပြီဖြစ်တဲ့မိเจ้าကြီးကနှွားဖြူကိုမဆားရသေးတော့မို့ဒေါသထွက်ပြီးအမိကြီးနဲ့ရေပြုံကိုတပြန်းပြန်းရိုက်လိုက်တယ်။အယူကတော့ပြင်းနေတာကိုမရက် တရှိန်ထိုးပြေးလို့ကန်တဘီကက်နေတဲ့မိချောင်းကြီးရဲ့ခေါင်းမော်ကိုခုန်တက်သွားတယ်။အယူရဲ့လက်ထရတောင်ဝဲကုန်မြင်တော့မိချောင်းကြီးကအနောက်ကိုဆုပ်ပြေးတယ်။ဟိတ်ဟိတ်ဒီလိုမိချောင်းစားခင်ရတော့မှာပဲ။အကုန်လုံးဝိုင်းအော်ကြပေမဲ့အယူကမိချောင်းကြီးရဲ့ခေါင်းမော်ကိုရောက်သွားခဲ့လိမ့်ပြီ။ပြီးတော့မိချောင်းကြီးရဲ့ခေါင်းကိုတောင်ဝဲထောက်ကဆိုင်။တင့်အောင်ငားနိုင်ပြီ။တင့်နေရာတင့်ပြန်။အရှေသူမြတ်ကိုစားငါသူတော့အမိတ်။အဲ့ဒီလိုအော်ဟစ်လိုက်လေ။ဒီခါမှာတော့ လှုပ်ရှားနေတဲ့မိချောင်းကြီးကရုတ်တရက်ကြောက်ရွံ့တိရုပ်လိုတဲ့ငနဲ့ငိတ်သက်သွားလေတယ်။ပြီးတော့ရေအောက်စီကိုနင်းမြုပ်လာလေတယ်။အယူကတော့မိချောင်းကြီးရဲ့ခေါင်းထက်စီမှာတောင်ဝေးထောက်ရင်မတက်ရက်နေပြီးမတုံမလုံးနဲ့ကမ္ဘောကလူတွေကလည်းထူးဆန်းတဲ့မြင်ကွင်းကိုအမေရိကန်တောင်မထွက်နိုင်ပဲဗဇက်အဟောင်းသားနဲ့ကြည့်နေမိပါတော့တယ်။တိတ်မကြခင်မှာတော့မိချောင်းကြီးရောအယူပါရေအောက်စီကိုနင်းမြုပ်ပြီးပျောက်ကွယ်သွားခဲ့တယ်။အခုတော့ရေပြင်ကြီးဟာ အခုနောက်ဘာမှမဖြစ်ခဲ့တဲ့အလားတည်ငင်လို့လူအုပ်ကြီးကတော့ဘာစကားမှမဆိုနိုင်လောက်အောင်စက်တေသေးပြီးနှုတ်ဆက်နေမိကြတယ်။အိုးငါရဲ့တငယ်ချင်းလေးငါတငယ်ချင်းလေး तू तू မိချောင်းကြီးနဲ့လိုက်သွားပြီ။ तू မိချောင်းကြီးကစားသွားပြီ။ရုတ်တရက်ထပ်ပေါ်လာတဲ့ငိုသားငိုသားနဲ့အတူလူအုပ်ကြီးရဲ့ကနေကမ်းမက်စီကိုယောက်ျားတယောက်အပြေးထွက်လာခဲ့တယ်။အဲဒီလူကတော့ လှည့်ဖြားခင်ရပြီးသူပြက်ခွေရအဖြစ်တွေကြောင့်ယူနာတော့ရတော့မောင်မြွာလွဲလို့ဘယ်သူဖြစ်နိုင်မှာအုံးမလဲပရိသတ်များရှေ့အယူသူတော်နဲ့နတ်မိကြောင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလိုစာရေးသူနောင်ယူစေးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပါဆိုင်နိုင်ကြပါစေရှင်။